ဒေါနီ7 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမြတ်စွာဘုရားလက်ထက်တော်အခါကအမျိုးသမီးများကဒီကနေ့ခေတ်ယဟန်ယောက်ျားများလို့သင်ငန်းဝင်ပြီးတော့ယဟန်မှာပြုကြပါတယ်ဒီအကြောင်းအရာကိုဆရာတော်ရှင်ပညာဝင်သားကမိရဂေါရမီနဲ့ဘိက္ခုနီသာသနာဆိုတဲ့အစာကိုရေးသားထုတ်ဝေခဲ့တဲ့အတွက်အပိုင်းနှစ်အနေနဲ့ယခုဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ မီရီတို့ဂေါရမီနဲ့တာဂီဝင်မင်းသမီးတို့ဟာကြောက်တိုက်တကားမဟုတ်ဝါမှာစူယုံရောက်ရှိနေကြတဲ့တဲ့င်ကို အရှင်အနန္ဒာကြားသိတဲ့အခါမှာတကားမဟုတ်ဝါကိုကြွလာ မီရီတို့ဂေါရမီကြီးကို အကြောင်းစုံကိုမေးမြန်းတော့မူပါတယ်။အိုးမီရီတို့ဂေါရမီအဘဲကြောင့်ဖူးယောင်သောခြေဆုံမြုံမုံနေလင်းချန်တဲ့ခန္ဓာကိုမျက်နှာမှာမျက်ရည်များပြည့်ပြီးငူကြွေးပြီးတော့တကားမှုအပြင်ဘက်မှာဘာကြောင့်ရက်နေရပါတလဲလို့ အရှင်အနန္ဒကမေးတဲ့အခါမှာအရှင်ဘုရားအာနန္ဒဘုရားရှင်ကအမျိုးသမီးများကိုတာသနာတော်မှာဗိက္ခုနီပြုတ်ခွင့်ပြီးတော်မမူတဲ့အတွက်စိတ်မချမ်းမသာဖြစ်ပြီးတော့ဒီနေရာမှာငိုကြွေးလျက်သာရပ်နေကြပါတယ်လို့ပြောပါတယ်မိရိုကောနမီ သို့ဖြင့်ဒီနေရာမှာပဲခက်တာခဏများစောင့်ဆိုင်ငဲလင့်နေရပါမြတ်စွာဘုရားထံကိုသွားအမျိုးသမီးများသာသနာတော်မှာဘိက္ခုနီပြုခွင့်ရအောင်တောင်းပန်လျှောက်ထားပေးပါမယ်လို့အရှင်အနန္ဒာကစကားဆိုလိုက်ပါတယ်အရှင်အနန္ဒာကမိရတော်မကောရမီကြီးနဲ့တန်ခိဝေမင်းသမီးတို့ရဲ့ဖြစ်ပျက်ပုံအလုံးစုံကိုသိမြင်ရတဲ့အတွက်အလုံးကိုတနာကယူနာဖြစ်မိပါတယ် ဘုရားရှင်ရဲ့ခွင့်ပြုချက်မရသေးဘဲနဲ့မိမိတို့ဘာသာယဟန်မအတွင်ဝစ်စင်လာခဲ့ခြင်းကိုမထောက်ခံရဲပေနဲ့အပြစ်မတင်ရပါဘူး။မင်းသမီးတို့ရဲ့ဘဝအခြေအနေကိုလည်းစာနာထောက်ထားပြီးတော့သူတို့ရဲ့တရားတရားကိုတန်ဖိုးထားမိပါတယ်။ဒါကြောင့်မီလူတို့ကောမီကြီးကိုနှစ်လေးစကားဆိုပြီးတော့ဘုရားရှင်ထံတော်မောက်ကိုဝင်ဒီလိုလျှောက်ထားပါတယ်။အရှင်ဘုရားမိရိုကောနမီကကက်ပလူဝန်နဲ့ကောလီယာနှစ်ပြည်တော်မှတိုင်ကီဝင်မင်းသမီး900တို့တဲ့အတူကျောင်းတော်တကားမဟုတ်ဘဲရောက်ရှိနေပါပြီဘုရား 51ယူဇနာဝေးခွာတဲ့ခီးကိုချင်းလင်းလာခဲ့ရတဲ့အတွက်ဖူးဖူးရောင်နေတဲ့ခြေဆုံ မြူးမုံလိမ့်ကြံတဲ့ခန္ဓာကို မျက်ရည်ပြည့်တဲ့မျက်နှာများနဲ့ငိုကြွေးနေကြပါရဲ့ဖေဟာဘုရားရှင်ကအမျိုးသမီးများကိုတာသနာတော်မှာဘိက္ခုနီပြုခွင့်မပေးတဲ့အတွက်စိတ်ရောကိုယ်ပါဆင်းရဲကြီးစွာခံစားနေရပါတယ်ဗျာ။အရှင်ဘုရားတပည့်တော်တောင်းပန်ပါတယ်။အမျိုးသမီးများကိုတာသနာတော်မှာဘိက္ခုနီပြုခွင့်ပေးတော်မူပါဗျာ။ ဒီကမြတ်စွာဘုရားကချက်သားအာနန္ဒာမသိသာသနာတော်ကိုအမျိုးသမီးများဝင်ရောက်ရင်ဘိက္ခုနီပြုခြင်းကိုသင်ချက်သားမလိုလားမနှစ်သက်ပါနဲ့အရှင်အနန္ဒာကမိရောကောလမကြီးရဲ့ဆင်းရဲဒုက္ခကြီးစွာရောက်နေတဲ့ပုံကိုမြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ဒါကြောင့်လည်းအလုံးကိုတနာတော်မူလာတဲ့အတွက်အမျိုးသမီးများသာသနာတော်မှာဘိက္ခုနီပြုခွင့်ရရှိရတဲ့အခုအတိုင်း၃ချိန်၃ခါတိုင်းတိုင်းတောင်းပန်လျှောက်ထားပေးနေမြတ်စွာဘုရားကတော့၃ချိန်လုံးပဲပေးမြတ်တော်မူပါတယ်။ဒီကရှင်အနန္ဒာက ရားရှင်ကသာသနာတော်မှာအမျိုးသမီးများကိုဘေးကွန်းဤပြုခွင့်ကိုပေးတော်မမူပြီတို့ပြမင်းမိမိတော်ကြီးတို့ဤပုဂ္ဂလအဋိဌာန်နဲ့မရရင်ဓမ္မအဋိဌာန်နဲ့တမျိုးတစ်ပုံလှည့်၍ရှောက်တင်ကြည့်ပါဦးမယ်လို့ကြံစီပြီးတော့ဒီလိုလျှောက်ထားပါတယ်အရှင်ဘုရားအမျိုးသမီးများကဘုရားရှင်သာသနာတော်မှာယဟန်ပြုသောအဖြစ်သောတာပတ္တိဖိုလ်ကို၎င်းတဂါဒါမိဖိုလ်ကို၎င်းအနာဂါမိဖိုလ်ကို၎င်းအရဟတဖိုလ်ကို၎င်းမျက်မှောက်ပြုရန်ထိုက်တန်ပါ၏လော ချက်သားအနန္ဒာအမျိုးသမီးများသည်ဘုရားရှင်သာသနာတော်မှာယဟန်ပြုသောအဖြစ်သောတာပတ္တိဖိုးကဆလို့အရဟတဖိုးကို၎င်းမျက်မှောက်ပြုရန်ထိုက်တတ်ပါသည် အရှင်ဘုရားအမျိုးသမီးများကဘုရားရှင်သာသနာတော်မှာယဟန်ပြုသောအဖြစ်ဖိုးလေးတံကိုမျက်မှောက်ပြုရန်ထိုက်တတ်ပါရင်အမျိုးသမီးများကိုသာသနာတော်မှာယဟန်ပြုဝင်ပြီးတော်မူစေခြင်းပါတယ်အရှင်ဘုရားမိရောဂေါရမီကဘုရားရှင်အပေါ်မှာအလွန်ကျေးဇူးများစုဖြစ်ပါတယ် ဘုရားရှင်ရဲ့မိလို့တော်အရင်လည်းဖြစ်ပါတယ်။အရှင်ဘုရားကိုဖွားလက်နှလုံးပခုံးလက်နှစ်တွေကစပြီးတော့ဖွားတစ္ဆာအရွယ်ကစယူရပိုက်ထွေးကျွေးမွေးခဲ့သူလည်းဖြစ်ပါတယ်။မဲတော်မဟာမာယာနဲ့ရွာဆန်ကျင်ကစလို့အရှင်ဘုရားကိုနှုတ်ဂျူတိုက်ကျွေးမွေးမြူခဲ့သူလည်းဖြစ်ပါတယ်အရှင်ဘုရား။ဒါကြောင့်တောင်းပန်အပ်ပါသည်အရှင်ဘုရား။အမျိုးသမီးများကိုသာသနာတော်မှာယဟန်ပြုခွင့်ပေးတော်မူပါဗျာ။ဒီလိုဓမ္မဒိဋ္ဌံအပြည့်တမျိုးတစ်ပုံပြောင်းလဲပြီးရောရှောက်တင်တဲ့အခါတွင်မှမြတ်စွာဘုရားက ချက်သားအာနနာမိရီရောဂေါရမီကဂရုဒန်၈ပါးကျင့်ဝတ်တရားကို အသက်ထက်ဆုံးမလွန်ကျူးပဲနဲ့ဥထိတ်ရွယ်ပန်းစင်လိုက်နာကျင့်သုံးပါမယ်လို့ဝန်ခံကြအံ့ ဒီလိုဂိယူရန်၈ပါးကိုဝန်ခံခြင်းဒီပင်မိရွေတော်ကြီးအတွက်ယဟန်ခံခြင်းကိစ္စဖြစ်စေလောဒီလိုမိန်ကြားတော်မူတဲ့အခါမှာသာသနာတော်ကိုဗိက္ခူနီအဖြစ်ဝင်ရောက်လာမဲ့အမျိုးတူတရားလုံးလိုက်နာကျင့်သုံးရမယ်ဂိယူရန်၈ပါးကျင့်ဝတ်တရားကိုဟောကြားပြီးတော့ဗိက္ခူနီ သာသနာကိုစတင်ခွင့်ပြုတော်မူခဲ့ပါတယ်ဒီလိုခွင့်ပြုတော်မူခြင်းမှာလဲကဘာတသိန်းတက်ကဗျာဒိတ်ပန်းကိုဆင်မြန်းခဲ့ပြီးတော့အရက်တဘူရရှိရန် ဥပနိဒိယအားကြီးတဲ့အကြောင်းအထောက်ပံ့ရှိပြီးသူပါရမီရှင်အမျိုးသမီးများဒါသနာတော်ကိုဝင်ရောက်နိုင်ရန်အတွက်ပင် ဖြစ်ပါတယ်။ရှင်ရှင်ဖျားရှင်တို့လည်းထိုနည်းတူပဲဘိက္ခုနီဒါသနာတော်ကိုခွင့်ပြုတော်မူခဲ့ပါတယ်။မြတ်ဗုဒ္ဓကဘိက္ခုနီဒါသနာခွင့်ပြုရမယ်ကိုကြိုတင်သိမြင်တော်မူပြီးလည်းဖြစ်ပါတယ်။ဒို့ဝိမဲအချိန်ချင်းပယ်မြစ်တော်မူအခြင်းကတော့အမျိုးသမီးများကအစ်စ်မှန်တရားတရားအလုံးနှဲပါကြတယ် တရားအစ်စ်ဖြစ်ပြန်ရင်လည်းမတီမြဲကြအပြောင်းလဲမြန်တတ်ကြတယ်။ဒါကြောင့်ဘိတ်ကူနီပြုဝင်ကိုအလွန်လင့်တကူမပေးဘဲနဲ့ခက်ခဲရင်ရင်တောင်းပန်မှခွင့်ပြုတော်မူခြင်းဖြစ်ပါတယ်။ဒါအပြင်အကြောင်းတစ်ချက်ကတော့လွယ်လွယ်ကူရရှိတဲ့ပစ္စည်းတဲ့ခက်ခဲခဲရတဲ့ပစ္စည်းကူမှပုံမမြန်လို့တန်ဖိုးထားတတ်ကြတဲ့လူတဘွားဝါရဘိတ်ကူနီဘဝကိုမြတ်မြတ်နိုးနိုးတန်ဖိုးထားတတ်စေဖို့ရည်ရွယ်ပြီးတဲ့သဘောလေးဖြစ်ပါတယ်။ အရှင်အနန္ဒာလည်းမြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ဂရုတန်၈ပါးကိုဥထိပ်ရွက်ပန်းစင်ကျောင်းတိုက်တကားမုတ်ဝါမှာမျော်လင့်ဆောင်စားနေကြတဲ့မိရောဂေါရမီထံကိုအပြေးလွှားသွားဝမ်းမြောက်ဝမ်းသာပြောကြပါတယ်။မိရောဂေါရမီလည်းအရှင်အနန္ဒာမိန်ကြားတဲ့စကားကိုကြားခြင်း အလွန်ကိုဝမ်းမြောက်လက်အုပ်ချီးမိုးပြီးတော့အရှင်ဘုရားအာနန္ဒာ လှခြင်းပခြင်းတစားစင်လေးရှိသော လူလင်မျိုးမိမမျိုးသည်ခေါင်းလျှော်ရီချိုးပြီးကစားမှာကြာပန်းမျက်လေးပန်းစသည်တို့ကိုပေးလာလျင်မငင်းဆံပဲလက်နှစ်ဖက်နဲ့တယူတသေးခံယူပြီးတော့ဥကောင်တီးဟူသောမျက်အင်္ကာထက်မှာနှစ်သက်မြန်နိုးစွာပန်းစင်တကဲ့သို့တပည့်တော်မကလည်းဒီဂရုတန်ရှစ်ပါးကိုဥထိပ်ရပန်းစင်ပြီးတော့အသက်ထဆုံးမလွန်ကျူးပဲလိုက်နာကျင်သုံးပါမယ်ဘုရားလို့ဒီလိုဝန်ခံလျှောက်ထားပါတယ်။ ဒီလိုဂရုဏာ၈ပါးကိုဝန်ခံခြင်းသည်ပင်မိရောဂောမီကြီးအတွက်ယဟန်ခံခြင်းကိစ္စကိုပြီးမြောက်အောင်မြင်ပြီးတော့သာသနာတော်မှာအစာဆုံးဘိက္ခုနီအဖြစ်ကိုစုခူးရရှိတော်မူခဲ့ပါတယ်။ဒီလိုယဟန်ခံခြင်းမျိုးကိုဂရုဏာ၈ပါးကိုခံယူခြင်းအဖြစ်ခွင့်ပြုတော်မူသောပဇင်းခံခြင်းလို့ခေါ်ပါတယ်။သာသနာတော်မှာဂရုဏာ၈ပါးကိုခံယူကာမြနဲ့ယဟန်ဖြစ်ကိုရရှိခဲ့သူကတော့မိလူတော်ခေါရမီတဦးတည်းသာရှိပါတယ်။ဒီလိုဘုရားရှင်ရဲ့အမိန့်အာဏာတော်နဲ့ယဟန်ဖြစ်ကိုရရှိခဲ့တဲ့အတွက် ဖျားရှင်ဒီပင်အရှင်ပါကြီးရဲ့ဥပိ္ပစေဆရာအရာမှာတည်ရှိနေတာဖြစ်ပါတယ်။ဒီလိုအမျိုးသမီးများသာသနာတော်မှာဘိက္ခုနီပြုခွင့်ရရှိပြီးတော့ဘိက္ခုနီသာသနာတော်ကြီးပေါ်ထွန်းလာခြင်းမှာမိရောဂေါရမီရဲ့စိတ်တကြံ့ခိုင်မှုရည်ရွယ်ချက်ကြီးမားမှုဇွဲလုံးလာကြီးမားမှုဆွမ်းဆွမ်းတမန်ဂျိုးပန်းဆောင်ရွက်မှုနဲ့အရှင်အနန္ဒာရဲ့ကရုဏာတရားကြီးမားစွာနဲ့ပံ့ပိုးကူညီမှုတို့ကြောင့်ပဲဖြစ်ရပါတယ်။မြတ်စွာဘုရားကဘိက္ခုနီသာသနာရဲ့တော့ချက် အသက်သွယ်ဖြစ်တဲ့ဂရုဒန်၈ပါးကိုပြည့်ညတ်ချက်ထားတော်မူပြီးမှသာဘိက္ခုနီဖြစ်ခွင့်ပြုတော်မူခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဒီဂရုဒန်၈ပါးကဘာတွေလဲ။ဒီလိုဘိက္ခုနီတို့အလေးအနက်ပြုခံယူကျင့်သုံးရမယ့်ဂရုဒန်၈ပါးကတော့နံပါတ်၁ဘိက္ခုနီမသည်အတိတ်ခါဝါတရားရစေကမူဒီကနေ့မှပြုတစ္ဆာဖြစ်တဲ့ယဟန်ကရှ िख ူးခြင်းခီးဥကြူပြုခြင်းလက်အုပ်ချခြင်းယိုးသေးခြင်းကိုပြုရမည်။နံပါတ်၂ ိခုနီမသည် ယူဇနာတဝက်အတွင်ဩဝါဒပေးမဲ့ယဟန်ယောက်ျားမရှိသောကြောင့်မှဟွာမဆိုရပါဘူး။နံပါတ်3ဘိခုနီမက15ရက်တကြိမ်ဘိခုတန်ဃာထံကနေဥပုဂ္ဂိုလ်မေးခြင်းအစုံးမှခံရန်ချင်းကခြင်းဆိုတဲ့ဒီတရားနှစ်ပါးကိုလူလူလာလာတောင်းတရပါမယ်။ နံပါတ်၄ကတော့ဘိက္ခုနီမကဝါကျွပြီးတဲ့အခါမှာဘိက္ခုဘိက္ခုနီနှစ်ဖက်တန်ဃာ၌မြင်ခြင်းကြားခြင်းယုံမှားခြင်းဆိုတဲ့အကြောင်း၃မျိုးတို့ဖြင့်အပြည့်ရှိခြင်းပြောဆိုဆုံးမရန်ဖိတ်ကြားရပါမယ်။နံပါတ်၅ကတော့ဘိက္ခုနီမကတန်ဃာဒိဋ္ဌိအဘက်ကို ရောက်လက်တော့ယဟန်ယောက်ျားယဟန်မိမနှစ်ဖက်တန်ဃာမှာပက္ခမာနဲ့ကျင့်ရမယ်ဖြစ်ပါတယ်။နံပါတ်၆ကတော့ နနစ်ပလုံတိတ်ခဘုတ်6ပါးတို့မှာကျင်ပြီးတဲ့တိတ်ခမန်အားဘိက္ခုနဲ့ဘိက္ခုနီနှစ်ဖက်ဆတဲ့တန်ဃာမှာပစင်းခံခြင်းကိုရှားပါမယ်။နံပါတ်9ကတော့ဘိက္ခုနီမကယဟန်ယောက်ျားကိုမိသည့်အကြောင်းနဲ့များမဆဲရည်ရမချင်းချောက်ရပါဘူး။နမရှိကတော့ဒီကနေ့မှစပြီးတော့ဘိက္ခုနီမတို့ကယဟန်တို့ပြောဆိုဆုံးမခွင့်ကိုပိတ်ပင်ရတယ်ဘိက္ခုနီတို့အပေါ်တွင်ကယဟန်တို့ကပြောဆိုဆုံးမရမယ် ဒီကျင့်ဝတ်တရား၈ပါးကိုအယူအသည်အလေးမြတ်ပြုအသက်ထဆုံးမလွန်ကျူးဘဲလိုက်နာကျင့်သုံးရမယ်ဖြစ်ပါတယ်။မိတို့ကောင်းတွေကအထက်ပါဂရုတန်၈ပါးကိုခံယူခြင်းအဖြစ်ယဟန်ခံခြင်းကိစ္စပြီးမြောက်ဘိက္ခုနီအဖြစ်ကိုရောက်ရှိခဲ့ပါတယ်။ဒီလိုနဲ့ဘိက္ခုနီသာသနာအစမှာဂရုတန်၈ပါးကိုခံယူခြင်းဖြင့်ယဟန်အဖြစ်ကိုစတင်ပြည့်ညတ်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ မီရီရောဂေါရမီကမိမိလိုလားတောင်းတခဲ့တဲ့အတိုင်းမြတ်ဗုဒ္ဓသာသနာတော်မှာဘိက္ခုနီပြုခွင့်ဒီဆိုတဲ့အခွင့်အရေးကြီးကိုစကူရရှိပြီးတဲ့အခါဘုရားရှင်ထံတော်ကိုချင်းကပ်မိမိကိုအချင်းယုတ်တရားဟောကြားတော်မူပါရန်တောင်းပန်လျှောက်ထားပါတယ်။မြတ်ဗုဒ္ဓကလည်းမီရီရောဂေါရမီကြီးကိုလူရင်းတူရှင်အချင်းယုတ်တရားဒေသနာတော်ကိုဟောကြားတော်မူပါတယ်။ဒီဒေသနာတော်ကိုနာကြားရကားများနဲ့မီရိုခေါရမီကအရက်တဖို့ကိုရောက်ရှိယဟန္တာထေရီမှဖြစ်တော်မူပါတယ်။ မီလူတို့ဂေါ်ရမီနဲ့တူလိုက်ပါလာကြတဲ့တိုင်ကီဝေမင်းသမီး900တို့ကလည်းမကြခင်မှာပဲအရှင်နန္ဒကမထေထံကနေတုတ်တန်တရားတော်တွေကိုနာကြပြီးတော့သောတာပန်တခါတာကံအနာကံယဟနာထရီများများအဖြစ်ကိုရောက်ရှိကြပါတယ်ဒီလိုနဲ့မီလူဂေါ်ရမီကြီးနဲ့တိုင်ကီဝေမင်းသမီးဘိခုနီအရှင်မ900တို့ကအရိယာထေရီများများအဖြစ်ကိုရောက်ရှိချိန်မှစပြီးတော့ဘိခုနီသာသနာတော်လည်းတနေ့တခြားစီပင်ပြန်ပွားလာခဲ့ပါတယ် ရသောရေယာမိဖုရားခေမာမိဖုရားစတဲ့အကမေတီမိဖုရားကြီးတွေဇဏဗရကလျာဏီအဘိရူပနန္ဒာစတဲ့တာဂီဝင်မင်းသမီးတွေတထေးကြော်ကြီးတွေတထေးသမီးငယ်တွေဘိက္ခုနီအဖြစ်နဲ့သာသနာတော်ကိုဝင်ရောက်လာကြတဲ့အတွက်မြတ်ဗုဒ္ဓသာသနာတော်မှာအမျိုးသမီးများဘက်ကဦးဆောင်သာသနာအတည်ကြီးတိုးတက်စေခဲ့ပါတယ် ဘိတ်ကူနီတို့တရင်သုံးနေထိုင်ရာသင်္ကန်းကျောင်းများစွာတို့နဲ့မှာထင်ရှားဆုံးသောကျောင်းကတော့ယာဇိကာယုံယာဇကာမာရာမကျောင်းတော်ကြီးဖြစ်ပါတယ်။တာဝတိမြို့ရဲ့တောင်ဘက်ဇေဒဝန်ကျောင်းတော်ကြီးနဲ့မနီဝေးမှာတည်ရှိပါတယ်။ကျောင်းဒါရကာကတော့ပရိနဒီကောဒလာမင်းကြီးပဲဖြစ်ပါတယ်။ဒီကျောင်းတော်ဝန်ဖြစ်ပေါ်လာရဖို့လည်းစိတ်ဝင်စားစရာကောင်းတဲ့အတွက်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ မြတ်စွာဘုရားကတဝိတိပီဇေရဝံအကြောင်းတော်မှာပထမဘောရီဝါရော20အတွင်းဝါပကာလတွင်နဲ့14ဝါမြောက်ဝါကိုဝါစုဝါကတ်တော်မူပါれပထမဘောရီနောက်ပိုင်းတွင်မှာ21ဝါကနေ44ဝါအထိ 24ဝါတိုင်တိုင်းဝါကတ်တည်င်းသုံးတော်မူပါတယ်။ဒီလိုတည်င်းသုံးတော်မူစဉ်မှာမြတ်ဗုဒ္ဓကိုလက်လာဘပူဇော်တက္ကရာအချွေရန်ပိဒတ်နဲ့အလွန်ကိုပြည့်စုံတော်မူပါတယ်။ဒီလိုပြည့်စုံတာကိုဒိဋ္ဌိတို့တွေ့မြင်ရတဲ့အခါယဟန်ဂေါရမကတစုံတစ်ခုသောသီလတမာတိပညာကုန်ကိုမှီလက်ပူဇော်တက္ကရာများကိုရသည်မဟုတ်ဇေဒဝန်ကျောင်းတော်ရာမြည်ရဲ့မြင့်မြတ်ပြီးတော့ဘူမိနတ်တန်နေရာမှန်ခြင်းကြောင့်သာဖြစ်ပရား၏။ ငါတို့လည်းဇေဒဝန်ကျောင်းတော်နီးကျောင်းဆောက်လို့နေရရင်ယဟန်ဂေါရမလိုပဲလက်လာပါပူဇော်တက်ကြရတဲ့အချွေရန်ပိသက်တီပေါများမယ်လို့ကြံစီစဉ်းစားမိပါတယ် ဒီလိုနဲ့ဒိဋ္ဌိတို့ကကောသလမင်းကြီးထံကိုချင်းကပ်မိမိတို့တာဝတိမျိုးတောင်ပတ်ဇေဒဝန်ကျောင်းတော်နီးမှာကျောင်းဆောက်လို့ကြမယ်ဖြစ်တယ်။ဒါကြောင့်ကျောင်းဆောက်လို့တဲ့နေရာမှာယဟန်ဂေါရမနဲ့သူ့ရဲ့တပည့်များတားမြစ်ကောင်းတားမြစ်ကြလိမ့်မယ်။ဒီလိုတားမြစ်လာခရင်ခွင့်မပြုရန်ပြောကြားအသက်ပြားငွေတသိန်းလက်ထိုးခဲ့ပါတယ်။ဒီလိုကောသလမင်းကြီးထံကခွင့်ပြုချက်ရပြီးတဲ့အခါမှာဒိဋ္ဌိတို့ကဇေဒဝန်ကျောင်းတော်နီးမှာကျောင်းဆောက်လို့ကြပါတယ်။ဒီကျောင်းကိုမြတ်စွာဘုရားကြားတော်မူတော့ ဒေဒီလူကစန့်ကျင်ဘက်လှုပ်ပြီးတော့ယဟန်တန်ကားတို့ကိုစိတ်ဆင်းရဲအောင်နှောက်ယှက်ကြလိမ့်မယ်လို့စင်ကြတော်မူပါတယ်။ဒါကြောင့်ဒီနေရာကိုဒေဒီလူကိုကြောင်းဆောက်လုခွင့်မပြုဘဲကောဒလာမင်းကြီးထံကိုအရှင်အာနန္ဒာကိုစေလို့မြစ်တာရက်ခံစေတော်မူပါတယ်။ကောဒလာမင်းကြီးကဒေဒီလူကတိမ့်နေချီလက်ထိုးထားတဲ့အတွက်အရှင်အာနန္ဒာနဲ့အတွေ့မခံပဲရှောင်နေပါတယ်။တပန်ရှင်သာရိပုတ္တရာနဲ့အရှင်မမောကလန်တို့ကိုဆေးလွတ်တော့မြစ်တာခံပြန်တော့မင်းကြီးကအတွေ့မခံပဲခီးထွက်သွားတယ်လို့ရှောက်ထားစေပါတယ် နောက်ဆုံးအချိန်မှာတော့မြတ်ဗုဒ္ဓကိုရတိုင်လက်ဝဲတော်ရန်လက်ရတော်ရန်မဟာတာဝကကြီးများနဲ့ဇေဒဝန်ကျောင်းတော်မှာရှိတဲ့တန်ဃာကုန်တန်းစီနန်းတော်တကားဝါမှာရက်တော်မူပါတယ်။ဒီခါကျမှကောသလမင်းကြီးလည်းမနေသာတော့ပဲထွက်လာပြီးတော့မြတ်ဗုဒ္ဓအမှုရှိတဲ့တန်ဃာတော်တို့ကိုနန်းတော်တွင်ကိုပင့်ဆောင်ရာဟုဆုံးကပ်ပါတယ်။ဆုံးကပ်ပြီးတဲ့အခါမှာမြတ်ဗုဒ္ဓကအနီးမှာထိုင်နေတဲ့ကောသလမင်းကြီးကို ရှေ့ခါကသူတော်ကောင်းယသိယဟန်းများထံမှလက်စားပြီးတော့အဂဒီလိုက်တရားဆုံးဖြတ်ခဲ့တဲ့အတွက်ဒိုင်းပြည်တစ်ခုလုံးပျက်စီးဆုံးရှုံးရခဲ့တဲ့ဘရုဇတ်တော်ကိုဟောကြားတော်မူပါတယ်။ဒီကကောသလမင်းကြီးကငါသည်မပြုတ်အပ်တော်မှုကိုပြုမိခဲ့လေပြီလို့နောင်တကြီးစွာရပါတယ်။ဒါကြောင့်ဒိဋ္ဌိတို့ကိုဒီအာရန်ကနေနှင်ထုတ်ဒီနေရာမှာဘိက္ခုနီတို့တရင်သုံးနေထိုင်ရာအတွက်ကျောင်းဆောက်လို့လှူဒန်းပါတယ်။ဒီကျောင်းကိုကောသလမင်းကြီးဆောက်လို့လှူဒန်းတာကိုအစွဲပြုပြီးတော့ ရာဇိကာယုံကျောင်းလို့ခေါ်တွင်ပါတယ်။ဒီအထက်ပါအကြောင်းအရာကိုကြည့်ရင်လည်းဆက်စုပ်ဖွဲ့ကောင်းတဲ့လက်ပေးလက်ယူမှုများကရှင်းနှစ်ပေါင်းများစွာပဝေတဏီတွေကရှိနေခဲ့တယ်ဆိုတာထင်ရှားလာပါတယ်။တန်ဝေကယူဝဲကောင်းတာကတော့ဂေါတလမင်းကြီးကယဟန်တန်ကတော်များစိတ်ဆင်းရဲအောင်မပြုတ်အပ်တဲ့အမှုကိုပြုမိမှားခဲ့တဲ့မကောင်းမှုကံကြောင့်နဲ့ရွာဆန်ကန်ဒီအချိန်မှာ ဧဂရစ်ဘရင်ကြီးဘဝကနေမထင်မရှားနန်းကြဘရင်တစ်ပါးအဖြစ်အဇာတသက်မင်းရဲ့နေပြည်တော်ဖြစ်တဲ့ရာဇဂျူမြို့ရဲ့အပြင်ဘက်မှာတာလာယန်ဇရက်ပေါ်မှာခူကိုးရမဲ့ကင်းမဲ့စွာနဲ့အလုအကျွေးမောင်းမငယ်ရဲ့ရင်ခွေမှာဘဝနေကုန်ချုပ်ခဲရရှာခြင်းဖြစ်ပါတယ်။မြတ်ဗုဒ္ဓကဒီအကြောင်းကိုသိမြင်တော်မူတဲ့အတွက်ဒီမင်းဒီမိမိတိုင်းနိုင်ငံအတွင်းမှာနှက်ရမဆန်ရလက်တန်းလိုချိုတင်မိန့်ကြတော်မူခဲ့ပါတယ်။ဒီလိုဘိက္ခုနီသာသနာ ပေါ်ပေါက်လာတဲ့အကျိုးအကြောင်း များစွာသောရဟန္တာထေရီမာများလည်းပေါ်ထွက်လာခဲ့ပါတယ်။ဒီအကြောင်းအရာကိုအလင်းသိရင်ဆက်လက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မူရင်းစာရေးသားသူဆရာတော်အရှင်ပညာဝင်သားနဲ့အဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။